မော်လဝတာခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုရောက်ရှိသွားပြီးဖြစ်တဲ့မုံနိုင်ငံဟာအာကောင်းတဲ့လီဗီးယားနဲ့ရေဝံအဖြစ်ကနေအာရော့သွားပြီးကုန်းတွင်းလီဗီးယားနဲ့ရေဝံအဖြစ်ဆက်လက်တည်ရှိနေကမြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့အာသန်မနီပူရာနယ်စပ်အနီးထိဆက်လက်ရွေးရှားနိုင်မှာဖြစ်ပါတယ်။မုံနိုင်ငံအကျဉ်းချံမိုးတိမ်တွေကြောင့်ကချင်ပြည်၊စကိုင်းတိုင်းထက်ပိုင်း၊ချင်းပြည်၊ရခိုင်ပြည်တို့မှာ လာမယ့်24နာရီအတွင်းမိုးရွာသွားမှာဖြစ်ပြီးကြံပြင်းနေတဲ့အတိုင်းတွေမှာမိုးအနှင်းငယ်ကနေမိုးအသင်အသင်ရွာနိုင်မှာဖြစ်ပါတယ်။အနောက်တောင်မိုးတုံးလေးဟာအောက်အသင်အတင်ကနေအားကောင်းနေစေဖြစ်ပါတယ်။လာမယ့်ဇွန်လ1ရက်နေ့ကနေ3ရက်နေ့အတွင်း ရခိုင်ပြည်တရင်နာရီတိုင်းမွန်ပြည်ကရင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းကချင်ပြည်စကိုင်းတိုင်းထပ်ပိုင်းနေပြည်တော်ပဲခူးတိုင်းရှေးပိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးအထင်အတင်ကနေမုံများနိုင်ပြီးဇွန်လ၄ရက်နေ့နောက်ပိုင်းမှာတော့ပဲခူးတိုင်းရှေးကျန်ကချင်ပြည်၊ကရင်ပြည်၊မော်မြီတို့ကလွဲပြီးကျန်ပြည်နယ်နဲ့တိုင်းတွေမှာမိုးရွာနှုန်းရော့ကျသွားမယ်လို့မိုးလုံဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။